အားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဒီမှာဆိုရင်တော့ဗီဒီယိုဒီမှာမြန်မာစာလုံးဖောက်လှတဲ့စာတန်းထိုးတဲ့နည်းလေးကိုပြပြပေးမှဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်내တူချက်တော့ကြည့်ကြမယ်။အဲ့တော့ကျွန်တော်ကတော့ဒီမှာ VN Entity Software ကိုကျွန်တော်တောင်းလာတယ်။အဲ့တော့ VN Entity Software မရှိသေးဘူးဆိုလို့ရှိရင်တော့ Play Store မှာ download တော့လုပ်လိုက်လို့ရတယ်။ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့က VN Entity Software တွေကိုကျွန်တော်ဝင်လိုက် ီးတော့လို့ဆိုရင်တော့ကျွန်တော်တို့က new block ချက်ကိုနှိပ်မယ်ပြီးလို့ဆိုရင်တော့ကိုစာတန်းထိုးမယ်ဗီဒီယိုကိုတွားယူလိုက်မယ်ပြီးတော့လို့ဆိုရင်တော့ကျွန်တော်နှိပ်ကိုနှိပ်မယ်ပြီးတော့လို့ဆိုရင်တော့ကိုကကိုရဲ့ဗီဒီယိုကိုဘယ် ratio နဲ့လုံမှာလဲဆိုတာကိုကျွန်တော်တို့ ratio အရင်ဆုံးချိုးပေးရမယ်အဲ့တော့ကျွန်တော်ဒီမှာ original ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးမယ်ပြီးတော့လို့ဆိုရင်တော့ကိုကဒီမှာကြိုက်တဲ့ frame rate size ကိုရွေးပေးရမယ်။အဲ့တော့ run ratio 1လား60 ratio 9လားဒါမှမဟုတ်ရင်ကျွန်တော်တို့4 ratio 3တာပေါ့။ကျွန်တော်ဒီမှာ1 ratio 1ကိုရွေးပေးလိုက်မယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့အမှန်ချစ်လေးပေးလိုက်မယ်။ဒါသလိုရှိရင်တော့ကျွန်တော်ရဲ့ video ကို frame rate size ချိုးလို့ပြီးပါပြီ။ပြီးလို့ရှိရင်တော့ကျွန်တော်ကစာတန်းထိုးမယ်။အဲ့တော့စာတန်းထိုးဖို့အတွက်သလိုရှိရင်ကျွန်တော်တို့ဒီမှာဒီပုံစံလေးနဲ့ကျွန်တော်တက်တူအပ် စက်တေပဲဆိုတော့ရှိတယ်။အဲ့တော့ကျွန်တော်အဲ့ညာလေးကိုတစ်ချက်နှိပ်ပြီးလိုက်။ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာတက်ဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးပေးမယ်။ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ at hd ဆိုတာကိုကျွန်တော်ရွေးပေးမယ်။ပြီးတော့ဆိုရင်တော့ဒီမှာကိုကဗာရေးချင်တာလေပေါ့။ကိုရေးချင်တဲ့စာလုံးကိုကျွန်တော်ရေးထည့်ပေးမယ်။အဲ့တော့ကျွန်တော်ဒီမှာစာတန်းထိုးနည်းဆိုပြီးတော့ရေးလိုက်မယ်။ ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ကအမှန်ချစ်ပေးလိုက်မယ်ပြီးတော့ရှိရင်ကျွန်တော်တို့ဒီမှာအောက်မှာရှိတဲ့ f ဆိုတဲ့ fault ဆိုတဲ့နေရာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်မယ်ပြီးတော့လို့ရှိရင်တော့ကိုကဒီမှာကိုမြန်မာစာလုံး fault အလှကိုရွှေ့ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ color ပြောင်းညင်နေဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုရွှေ့ပေးမယ်ပြီးတော့ရှိရင်ကိုကဒီမှာဘယ်လိုပုံစံကြိုက်တာလဲကိုကြိုက်တဲ့ပုံစံကိုကျွန်တော်တို့ရွေးချယ်ပြီးလို့ရတယ်ကျွန်တော်အဝါလေးနဲ့ရွေးပေးလိုက်မယ် ြီးသွားသလိုဆိုရင်ဒီမှာပိုတာရှိတယ်ပိုတာကိုတစ်ချက်နှိပ်ပြမယ်ပိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာနောက်ခံကျွန်တော်တို့စတုတ်ကိုစိုက်အကြီးသေးကျွန်တော်တို့လုပ်လို့ရတယ်အယောင်ပြောင်းပြင်တယ်ဆိုလဲကျွန်တော်တို့အယောင်ပြောင်းလို့ရတယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ဒီမှာအမှန်ချစ်ပေးလိုက်မယ်ပြီးလို့ဆိုရင်ဒီစာတန်းကိုကြီးကျင်တယ်ဆိုရင်တော့ကျွန်တော်ဒီကောင်ကိုကျွန်တော်တို့ဆွဲချလိုက်ပြရတယ်ဒါမှမဟုတ်လဲကျွန်တော်ဒီအောက်မှာရှိတယ် A နှလုံးနဲ့ site ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလို့ရတယ်ပြီးတော့လို့ဆိုရင် file site ကိုကျွန်တော်တို့ကြီးပေးလိုက်လို့ရတယ်ဆိုသလိုအသေးအကြီးလုပ်လို့ရတယ်ပြီးတော့လို့ဆိုရင်တော့ကျွန်တော်တို့အမှန်ချစ်ပေးလိုက်ပြီးတော့လို့ဆိုရင်တော့ကိုယ့်ရဲ့ video ကရှည်နေတယ်ကိုရေးတာနဲ့စာတန်းကတိုးနေတယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့စာတန်းကိုကျွန်တော်တို့ဆွဲချက်ပေးလိုက် ဗီဒီယိုရဲ့အဆုံးထိကိုကျော်လို့ဆွဲပြီးတော့ကျော်လို့ချက်ပြလိုက်မယ်။ပြီးတော့ဆင်းတော့ကျော်တစ်ချက်လောက်ဝင်ကြည့်မယ်။ဒါဆိုလို့ဆင်းတော့ကျော်တို့ကရသွားပြီ။အဲ့တော့ကျော်တို့ကဒီဖောက်မကြိုက်ဘူးဆိုလို့ဆင်းကျော်တို့ဖောက်ပြန်ချင်းလို့ရသေးတယ်။အဲ့တော့ဒီအောက်မှာရှိတဲ့ကျော်တို့ F နှလုံးနဲ့ဖောက်ဆိုတာကိုတစ်ချက်နှိပ်ပြလိုက်မယ်။ပြီးတော့ဆင်းကျော်တို့အပေါ်ကိုဆွဲတင်ပြီးတော့ကိုကဘယ်ဖောက်ဒီဇိုင်းကြိုက်တာလဲ ိုကြိုက်တဲ့ design ကိုကျော်တို့ရွေးချယ်ပြီးတော့စာတန်းထိုးလို့ရတယ်။အဲ့တော့ကျော်ဒီပုံစံလေးကြိုက်တယ်ဆိုရင်လည်းကျော်ဒီပုံစံလေးဒါမှမဟုတ်ဒီပုံစံလေးကြိုက်တယ်ဆိုရင်ကျော်ဒီပုံစံလေးပေါ့။ကိုကြိုက်တဲ့ပုံစံနဲ့ကျော်တို့စာတန်းထိုးလို့ရတယ်။ပြီးလို့ရှိရင်ကျော်တို့ဒီ A နှလုံးကိုတစ်ချက်နှိပ်ပြလိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ file size ကိုအကြီးအသေးလုပ်လို့ရတယ်။အဲ့တော့ကိုကြိုက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အမှန်ချစ်ပေးလိုက်မယ်။ပြီးလို့ရှိရင်တော့ ိုကဒီဗီယိုကိုစေ့ကျင်တယ်ဆိုရင်တော့ကျွန်တော်ညာဘက်တော့မှာရှိတဲ့မြားလေးကိုကျွန်တော်တစ်ချက်နှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ expose ဆိုတာကိုနှိပ်ပြလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာခဏဆောက်ပြမယ်ဒီကောင်တရားပြည့်သွားအောင်ကျွန်တော်တို့ဆောက်ပြလိုက်မယ်ကျွန်တော်တို့ဒီလိုမျိုးတရားပြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒန်ကိုနှိပ်ပြလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုကကျွန်တော်တို့ရဲ့ဖုန်းကယ်ရီတွေကိုရောက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်